ရန်နယ်ရိုင်ဗယ်ကိုအနိုင်ရခဲ့တဲ့ပွဲမှာဂျိုရှူအာဗန်စုကြီးဘလောက်ထိရခဲ့တယ်လဲပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ကြော်ကြား MMA Sport Channel ကနေပြန်လည်ကြိုဆိုလိုက်ပါရီ ဒီကနေ့ရဲ့ပိုင်းကဂျင်ပေါင်ခဲ့တဲ့ UFC 317မှာမြန်မာကုန်ဆောင်ချင်းလင်းဂျိုရှွာဗန်ဟာ Flyweight အဆင့်1နေရာမှာယက်တီနေတဲ့ Brandon Rivera ကိုအမှတ်နဲ့အနိုင်ရရှိခဲ့ပါတယ်။ချင်းလင်းဗန်က Brandon Rivera နဲ့ပွဲတွပ်ပြင်ဆင်ချိန်၃ဖက်ထဲသာယူပြီးရင်ဆိုင်ဖို့ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ Bruno Silva နဲ့ထိုးခဲ့တဲ့ UFC 317ပြိုင်ပွဲကဇွန်လ9ရက်နေ့ကဖြစ်ပြီးအခု Rivera နဲ့ထိုးခဲ့ရတဲ့ UFC 317ပြိုင်ပွဲကဇွန်လ28ရက်နေ့ဖြစ်လို့သာအချိန်၃ဖက်ရတယ်လို့ပြောနေတာပါ။တကယ်တမ်းကတော့ဗန်ဟာပြင်ဆင်ချိန်၃ဖက်တောင်မရခဲ့ပါ ပါဘူး။ဘာဖြစ်လို့လဲဆိုရင်တော့ပွဲတစ်ပွဲထိုးပြီးတာနဲ့နောက်ရက်မှာပွဲရတယ်ဆိုရင်လည်းလေ့ကျင့်ခန်းတွေတံပီးဆင်းလို့မရပါဘူး။ကြော်သားတွေကိုပုံမှန်ပြန်ဖြစ်အောင်အနားပေးရတာတွေလုပ်ပြီးဒီအတွက်အချိန်3ရက်ကနေ4ရက်လောက်ထိအချိန်ပေးရပါတယ်။နောက်ပြီးပွဲရှင်ပြိုင်ဖို့အတွက်ဗန်နီတဲ့တက်ဆက်ကနေ Las Vegas ကို5ရက်လောက်ထိကြိုတောရပါတယ်။ဒါကြောင့်ဒီရက်တွေကိုပြန်နှုတ်လိုက်မယ်ဆိုရင်ဗန်အတွက်ပြင်ဆင်ချိန်ဟာနှစ်ပတ်ဝန်းကျင်လောက်သာရရှိခဲ့တယ်လို့ပြောမှာပါ။ ဒါပေမဲ့ဗန်ကားတော့ပြင်ဆင်ချိန်တလောက်ရက်အနေငယ်လေးနဲ့ Rivalo Titan Fighter ကြီးကိုအနိုင်ယူပြလိုက်တာကြောင့်တိုက်ခိုက်ရေးလောကကြီးတစ်ခုလုံးလည်းပြောင်းဆန့်သွားခဲ့ရပါတယ်။ဗန်ဟာဒီပွဲမှာလူစားဝင်ကစားသမားဖြစ်ဝင်ထိုးခဲ့ရတာပါ ကနဦးရုံးက rival ကိုမန်နေကိန်းနဲ့ပွဲတက်ပေးထားတာဖြစ်ပြီးမန်နေကိန်းကတံရရသွားခဲ့တာကြောင့်ဘန်ကအစားတွန်းဝင်ပေးခဲ့ရတာဖြစ်ပါရယ်အစားဝင်ထိုးတဲ့ကစားသမားတွေဟာပုံမှန်ပွဲတက်ပေးခြင်းခံရလိမ့်ရှိတဲ့ကစားသမားတွေထက်ထိုးကြီးပိုရလိမ့်ရှိပါရယ်ဒါဆိုရင် Brandon Rival ကိုအနိုင်ရရှိခဲ့တဲ့ပွဲပြီးမှဘန်တယောက်စုကြိတ်ဘလောက်ထိရရှိခဲ့သလဲ UFC မှာ Fighter တယောက်ရဲ့ပြင်းပြထိုးကြီးကကိုထိုးရတဲ့နေသားပေါ်မှာမူတည်ပြီးကွဲပြားမှုရှိပါရယ် ။ဥပမာပရီလိုင်းမှာထိုးရတဲ့ထိုးကြီးနဲ့ main cut မှာထိုးရတဲ့ထိုးကြီးကမတူပါဘူး။ main cut မှာထိုးရတဲ့ fighter တယောက်ရဲ့ထိုးကြီးဟာပြန်မြန်ဒေါ်လာ8000ကနေ2500ကျားရှိပါတယ်။ဒီပွဲမှာ van ဟာအစားဝင်ထိုးပေးခဲ့ရတာကြောင့်ဒေါ်လာ3000ဝန်းကျင်ရရှိခဲ့တယ်လို့သိထားပါတယ်။ဒါပြင် van ဟာ brand rival ကိုမှတ်ပြီးဆုံးဖြတ်တဲ့အနိုင်ရရှိခဲ့တာကြောင့်နိုင်ဂျီထက်ရပါဦးမယ်။နိုင်ဂျီဟာလည်းထိုးကြီးနဲ့တူတူပါပဲ။ဒါကြောင့် van ဟာနောက်ထပ်ဒေါ်လာ3000ထက်ရပါတယ်။ နောက်ပြီးဒီပွဲဟောင်းဖိုင်တော့တနိုင်ဖြစ်သက်မှတ်ထားခင်ရတာကြောင့်အပိုစုကြီးဒေါ်လာ9000လေးထက်ဆောင်ကြအောင်ပါပါဒါကြောင့်ဗန်ဟာစုစုပေါင်းဒေါ်လာ2သိန်းခွဲလောက်ရရှိခဲ့တယ်လို့ပြောလို့ရပါတယ်ဒါရော VPP ကရတဲ့စုကြီးတွေစပွန်ဆာကြီးတွေမပါသေးပါဘူးလာမယ့်ပန်တိုကြောင့်ကပတ်လူပွဲမှာဆိုရင်ဒီတက်များတဲ့စုကြီးကိုဗန်ခန်းစားခွင့်ရရှိအောင်မှာဖြစ်ပါတယ်အခုဆိုရင်တော့ဗန်ရဲ့တောင်မဲ့ပွဲကပန်တိုချာနဲ့ Flyweight Champion ကပတ်လူပွဲပါဒါကလည်း UFC ဘက်က Fighter နှစ်ယောက်ကိုဖိဆော့လုပ်ပြီးအတီးပြုတ်ပေးခဲ့ပြီးပါပြီဒီ ွဲကိုတော့ဘယ်တော့ကျင်းပလဲဆိုတာမသိရသေးပေမဲ့ပန်တိုဂျာဟာ2025ကုန်ကန်ဒီဇမမာရင်ဆိုင်ကစားချင်းနေပါရယ်ဒီကိစ္စနဲ့ပတ်သက်ပြီးပန်တိုဂျာက ကျွန်တော်ဂျိုရှွာဗန်နဲ့ဒီဇမလော့ဒီမောင်ဖြစ်နိုင်ရင်ကစားကြမှာရီကစားတဲ့ခါမှလည်း less speaker မှာကစားကြမှာရီကျွန်တော် less speaker ကိုအရင်ချစ်ပါရီကျွန်တော်ရဲ့ champion ကပတ်ကောက်ွယ်ပွဲ၄ချိန်စလုံးကိုအဲ့ဒီမှာပဲထုတ်ခဲ့တာပါဘန်ကကြောက်လန့်ရှိဘူးအသက်ငယ်ရွယ်ရဲစာလောင်စိတ်ပြင်းပြရဲကြိုးစားရဲသူနဲ့ကစားရမှာစိတ်လှုပ်ရှားမိပါရဲလို့ပြောခဲ့တာဖြစ်ပါရီဘန်တယောက်ဘန်တို့ချာကိုထပ်ပြီးအမောက်သိပ်သွားနိုင်မလားဆိုတာစောင့်ကြည့်ရမှာဖြစ်ပါရီ ဝိုင်းဘတ်ဆော့စာလိုပါကတက်တွေထားတဲ့ page လေးမှာဆော့စာလိုရပါတယ် promo code SYS7L ကိုအသုံးပြုပြီး100% bonus ရလိုက်ပါဟုတ်ကဲ့ပါရှင် view link ကတော့ဒီလောက်ပါပဲနောက်နေ့ပါလဲ MMA နဲ့ပတ်သက်တဲ့သတင်းကြော်တွေကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ကျမတို့ page လေးကို like and follow လုပ်ပြီးဒီ video လေးကို share ပေးဖို့ပြောရင်းနဲ့နှုတ်ဆက်လိုက်ပါရစေရှင်